နောက်ထပ်တစ်ပုတ်ကတော့ဒီဒေတာအတွင်းကသတင်းတစ်ပုတ်ကို ပြောပြချင်ပါတယ်။ထိုင်းကမ္ဘောဒီးယားတင်းမာမှုနောက်ဆုံးအခြေအနေကိုပြောပြပေးမှာပါ။ထိုင်းကသူတို့ရဲ့ mobile phone ဝန်ဆောင်မှုတွေကိုကမ္ဘောဒီးယားကိုပေးမသုံးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ထိုင်းနိုင်ငံမှာတယ်လီဖုန်းဆက်သွယ်ရေးကိုကြီးကြပ်တဲ့ NTBC ဆိုတဲ့အဖွဲ့ရှိပါတယ်။ ဲ့ဒီအဖွဲ့ကြီးကကမ္ဘောဒီးယားနိုင်ငံမှာဒီထိုင်းရဲ့မိုဘိုင်းဝန်ဆောင်မှုတွေမတုံးနိုင်အောင် ပိတ်ပင်ဖို့စီကံချက်အစ်စ်ကိုထုတ်လိုက်ပါတယ်။ အကြောင်းပြတာကတော့ကမ္ဘောဒီးယားနိုင်ငံမှာကြားဖြန့်လို့ခေါ်တဲ့ဒီလူသိများတဲ့ online ငွေလိမ်ခိုင်းတွေလုပ်ငန်းလုပ်နေကြတာကိုတားဆီးဖို့ကာကွယ်ဖို့ဆိုပြီးတော့အကြောင်းပြထားပါတယ်။အဓိကနေမြေကတော့ဒီကမ္ဘောဒီးယားရဲ့ point ပတ်လို့ခေါ်တဲ့နေဆက်ဒေသနဲ့မျက်နှာချင်းဆိုင်ကဒီအရညာပထိဒေသကိုပြစ်မှတ်ထားပါတယ်။15ရက်အတွင်းမှာထိုင်းရဲ့မိုဘိုင်းဆက်သွယ်မှုတွေအလုံးကိုပိတ်ပင်သွားရမယ်လို့အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ပိတ်ပင်လိုက်တဲ့အထက်မှာတော့ internet data သုံးဆွဲ အသုံးပြုမှုရောနောက်ပြီးတော့ဒီဖုန်းခေါ်ဆိုမှုတွေပါပါမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးသတ်မှတ်ချက်တွေထွက်လာတာကတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားကနေဆက်တင်းမာမှုတွေကနေဒီအစိုးရပိုင်းခေါင်းဆောင်ပိုင်းစကားစစ်ထိုးမှုကြီးတွေကြီးထွားလာတဲ့အချိန်မှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ် တချိန်တည်းမှာပဲကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဝင်ကြီးချုပ်ဟောင်းဟွန်ဆန်ကထိုင်းဝင်ကြီးချုပ်ပေတုံထန်ရှင်နဝတ်ရဲ့အဖေဖြစ်တဲ့ဒီတက်ဆင်ရှင်နဝတ်နဲ့ရှင်နဝတ်မိသားစုတွေရဲ့အတွင်းရေးတွေကိုဖော်ထုတ်မယ်လို့လည်းချိန်ချောက်ထားပါတယ်။မကြသေးခင်တုန်းကတော့ထိုင်းစစ်တပ်ကနေဆက်ဖြတ်ကျော်သွာလာမှုတွေကိုလူသားချင်းစာနာမှုနဲ့အရေးပေါ်အခြေအနေတွေကလွယ်လို့အကုန်ပိတ်ထားလိုက်ပါတယ်။